ဆီးရီးယားအနောက်ဘက်မှာလူများဘေးဒုက္ခရောက်စေရခြင်းတွေရပ်တန့်ဖို့ကုလအဖွဲ့ကြီးကအင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါတယ်။လူမျိုးနွယ်အုပ်စုတွေကြားအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဖြစ်ခဲ့ပြီးမိသားစုလိုက်တပ်ဖြတ်ခံခဲ့ကြရပါတယ်။စောင့်ကြည့်လေလာသူတွေရဲ့အဆိုအရအရက်သားတစ်ထောင်ကျော်တည်ဆုံခဲ့ရတယ်လို့ပြောပါတယ်။ဆီးရီးယားမှာဘေးဒုက္ခခံစားနေရတဲ့သူတွေတိတ်များတယ်။ပင်လယ်ကမ်းခြေဒေသမှာ9ရက်လောက်ဖြစ်ခဲ့တာ ဒါတွေကိုရပ်တန့်ဖို့လိုတယ်လို့ကုလလူအခွင့်ရေးအဖွဲ့ယုံပြောရေးဆိုခွင့်ရှိသူတာမင်အက်ခီတန်ကသတင်းတောက်တွေနဲ့တွေ့ဆုံရမှာပြောပါရယ်ကုလလူအခွင့်ရေးအဖွဲ့ယုံ OHCHR ကအခုအထိအယက်သား132ယောက်တေဆုံးတာကိုမှတ်တမ်းပြုစုထားနိုင်ခဲ့ပါရယ်မြို့သူမြို့သားဖြစ်ကြောင်းစစ်ဆေးတာကိုဆက်လုပ်နေကြောင်းနဲ့အမှန်တကယ်တေဆုံးခဲ့သူအရေအတွက်ဟာအခုထက်အများကြီးပိုများနိုင်ကြောင်းလည်းပြောပါရယ်စစ်ဆေးအတီးပြုပြီးတဲ့တက်ခံရသူ 113ဦးထဲမှာအမျိုးသား60ဦးအမျိုးသမီး78ဦးမိန်းကလေး2ဦးနဲ့ယောက်ျားလေး2ဦးတို့ပါဝင်ကြပါတယ်။ဘသူဘဲဝါဖြစ်ကြောင်းအတည်ပြုတဲ့လုပ်ငန်းစဉ်ဟာ OHCR ကအလွန်တင်းကျပ်တဲ့လုံထုံးလုံနည်းတွေကိုလိုက်နာလှုပ်ဆောင်တာဖြစ်တာကြောင့်အချင်းယူရမှာဖြစ်ပါတယ်။ကျသာရေးနေကလေးကဖြစ်ပွားခဲ့တဲ့တပ်ဖြတ်မှုတွေမှာအရသာတထောင်ကျော်တည်ဆုံခဲ့တယ်လို့ UK အခြေစိုက် Syria လူခွင့်ရေးစောင့်ကြည့်ရေးဖွဲ့ကပြောပါရယ်။ တည်ဆုံးသူအများစုဟာလူနည်းစုအလာဝိုက်လူမျိုးစုတွေဖြစ်ကြပြီးသူတို့ကို လုံခြုံရေးအဖွဲ့ဝင်တွေဒါမှမဟုတ်သူတို့ရဲ့မဟာမိတ်တွေကတပ်ဖြတ်ခဲ့ကြတာဖြစ်တယ်လို့ပြောပါရယ်ဖြိုချခန်တမရဟောင်းဘာရှာ AR ဆက်ကိုရှင်းလင်းတဲ့စစ်စင်ကိုရပ်တန့်လိုက်ပြီးလို့စီးရီးယားအစိုးရတက်ကတိုင်းလာနေမှာကြေညာပါရယ် ဖြုတ်ချခံတမနာရဲ့ဇာတိရရွာဖြစ်တဲ့ပေလေကန်းကြီးဒေတာဗဟုချက်အလာဝိုက်လူမျိုးစုတွေနေထိုင်ရာရပ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့အာဆက်ရဲ့တမနိလက်တီးဆုံးတဲ့အုပ်ချုပ်ရေးကနေအသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာဖျော်ဖျဲဖြစ်သွားနိုင်တဲ့ချိန်ချောင်းမှုတွေရှိနေပါတယ်။ အလွန်စိတ်မချမ်းမြေ့ပွဲကောင်းတဲ့အဖြစ်ပြက်တွေမှာအမျိုးသမီးတွေနဲ့ကလေးတွေအပါအဝင်မိသားစုလိုက်တဲ့တိုက်ခိုက်ရေးအဖွဲ့ဝင်မဟုတ်တဲ့သူတွေကိုတပ်ဖြတ်ခဲ့ကြပါတယ်ဒီအဖြစ်ပြက်တွေဟာအထူးသဖြင့်အလာဝိုက်ကြီးရွာတွေနဲ့မြို့တွေမှာအထူးသဖြင့်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ခီတန်ကပြောပါတယ် OAC ရှာကပြုစုထားတဲ့မှတ်တမ်းတွေအရလူမျိုးနွယ်စုအုပ်စုအပေါ်ခြေခံပြီးဒီလူတွေကိုအကျဉ်းနည်းနဲ့တပ်ဖြတ်စီရင်ခဲ့တာဖြစ်ကြောင်းတွေ့ရပါတယ်။ ီလိုလုပ်ခဲ့သူတွေဟာအမျိုးမြင်မသိရတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအိမ်ဆောင်အစိုးရရဲ့လုံခြုံရေးအဖွဲ့ကို ထောက်ခံတဲ့လက်နက်ကိုင်တွေနဲ့အစိုးရဟောင်းနဲ့ဆက်ဆက်တဲ့လက်နက်ကိုင်အဖွဲ့ဝင်တွေလို့ပြောကြပါဗယ်ကျွန်တော်တို့ရုံးကစူဆောင်းထားတဲ့ထွက်ချက်အများပြအရာကျူးလွန်သူတွေဟာအိမ်တွေကိုဝင်ရောက်စီးနင်းပြီးမင်းတို့အလာဝိုက်တွေလားစွန်နီတွေလားလို့မေးတယ်ပြီးတော့မှတတ်ဖြတ်တာအသက်ချမ်းသာပေးတာတွေကိုအပြေပေါ်မူတည်ပြီးလုပ်တယ်လို့ဆိုတယ် မသေးပဲကျရင်သူတို့ချို့ပြောပြတာကအမျိုးသားအများအပြားဟာသူတို့မိသားစုတွေရှေ့မှာပဲပြစ်သက်ခံရတာလို့ဆိုတယ်လို့သူကပြောသွားပါတယ်။ဒီလိုဖြစ်ပျက်တွေကျူးလွန်မှုတွေထပ်မဖြစ်ဖို့လက်နက်ကင်အုပ်စုတွေကိုစစ်ဆေးတာပေါင်းစည်းတာလို့ပြီးစီးရီးယားစစ်တပ်ထဲတွတ်သွင်းတဲ့လုပ်ငန်းကိုနိုင်ငံတကာဥပဒေနဲ့အညီလုပ်ရမယ်။စီးရီးယားမှာအတိတ်မှာဖြစ်ပွားခဲ့တဲ့မကြသေးခင်ကဖြစ်ပွားခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေအတွက်တာဝန်ယူမှုအပြည့်အဝရှိရမယ်လို့ခီတန်ကအလေးပေးပြောသွားခဲ့ပါတယ်။ တပ်ဖြတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်အိမ်နေဈေးဆိုင်တွေမှာ အနှံ့အပြားလူရဲမှုတွေဖြစ်ပွားခဲ့တာကိုလည်း OX ဈေးရှာကရှုံချခဲ့ပါတယ်။အမုံစကားနဲ့တရင်မှားတွေတိတိတသာတိုးပွားလာတာကြောင့်လဲတင်းမာမှုတွေနောက်ထပ်မြင့်တက်လာခဲ့ရတယ်လို့လည်းပြောသွားခဲ့ပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပင်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။